မင်္ဂလာပါရှင် Freedom for Future YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့လေးမှာတော့ဆရာမင်းသိန်ခါရဲ့ဘဝဝင်ကပါအပိုင်း3ကိုဆက်လက်ဖပြတင်ဆက်ပေးပါမယ်ရှင်ကြောက်ခေါင်ထောင်ကျသွားပြီကြောက်ခေါင်ဒီအာမခံရ၍အချုပ်တွင်းမှလွတ်လာလေ၏ ရာဇဝင်ရှိသောဖောက်ထွင်းသမားများမှမူဆက်လက်၍အချုပ်ခံထားရလေ၏အမခံမရရှာပေကြောခေါင်အချုပ်မှလွတ်လင်လွတ်ချင်းလာရောက်ကြိုးဆိုသူမှာဆရာဦးတန်းပါဖြစ်၏ចောင်းခေါ်၏အမခံရတယ်ဆိုပြီးဝမ်းမသာနေအောင်ကမိမာကအမှုချုပ်ကက်ထောင်ကြကင်းရှိတယ်အဲ့ဒီကင်းကဒီဇင်ဘာ3ရက်ကျော်မှလွတ်မှာကဒီတော့တွင်နေထိုင်လေးပါလေးစင်ကျင်အောင်အကောင်းဆုံးကတော့ဘဲမမသွားနဲ့ကွာ မင်းအိမ်မှာမင်းအိတ်နေပြီတော့ဒီအချိန်မှာမင်းဟာကနန်းပေတင်အရနံပါတ်7ကြနေတယ်ကွဟုပြောလိ၏ဒုရီယာရောက်လာသူမှာမနှင်းနယ်ဖြစ်၏မနှင်းနယ်သည်ကြောခေါင်ကိုမြင်လျင်အာမငေပါနဲ့ကြောခေါင်ရဲ့ငါနှစ်ဘက်မှာအမြဲရှိတယ်ပြီးတော့နင့်ကငါပြောဦးမယ်နင်ကယောက်ျားပီတာတယ်ငါလိုချင်တဲ့ယောက်ျားမျိုးပဲငါဘဝမှာယောက်ျားယူမယ်ဆိုရင်နင့်ကိုပဲယူမယ်ဟုပြောလိ၏ ကြောက်ခောင်းပြီးပြုံးယုံသာ ပြုံးနေ၏အိမ်တို့ရောက်လျင်မနှင်းွယ်ပြောခဲ့သော စကားများကို ပြန်လည်၍ကြားရောက်နေလေ၏ထိုညကကောင်းစွာအိမ်မပြောခဲ့ပေည12နာရီထိုးသောအခါ၌၎င်း၏မိခင်ကမအိပ်သေးဘူးလားသားရဲ့ဟုမေးလိုက်လေ၏မအိပ်သေးတာမဟုတ်ပါဘူးအမေရဲ့အိပ်လို့မရသေးလို့ပရင်ပေါက်ကိုဖြွင့်ပြီးလကိုကြည့်နေတာပါအမေအိတ်ချင်အိတ်တော့လေဟုကြောက်ခောင်းကပြန်၍ပြောလိုက်စင်၌ပင် မလန်မကန်းရှိဒလဝံကလားတူဤတန်ချောင်းခောက်တန်နှင့်အတူ၁၂နာရီထိုးပြီဖြစ်ကြောင်းကလားပါတာဖြင့်အွန်လိုက်သောအတန်ကိုပါတဲတဲကွဲကွဲကြားလိုက်ရလိမ့်ဤကျော်ခေါင်သည်အိယာပေါ်သို့ပလက်လှန်ချလိုက်လိမ့်ဤပရင်းပေါက်ကိုထောက်ထားသောတုပ်ကိုဖြုတ်လိုက်ဤထိုချိန်၌မှပင် အပြင်မှဆူဆူညံညံလူစုလူဝေးအတန်ကိုကြားရလိတော့ဤဖွင့်ဖွင့်တကားဖွင့်ကျော်ခေါင်ထွက်ပြေးမယ်မကြမ်းနဲ့ အင်ကိုဝိုင်းထားပြီးဟူသော အပြင်းမှအတန်ကိုကြားသဖြင့်ကြော်ခေါင်တို့သားမိသားဖ၃ယောက်စလုံးသည်ပြပြတလဲထားကြလိမ့်ဤမှန်အင်ကိုမိတို့၍တကားကိုဖွင့်ကြလိမ့်ဤရာဇဝိအုပ်နှင့်သူကြီးသည်အိမ်ပေါ်သို့တက်လာကြလိမ့်ဤရာဇဝိအုပ်သည်ကြော်ခေါင်ကို၆လုံးပြူးဖြင့်ချိန်ထားလိုက်လိမ့်ဤထိုချိန်၌မှပင်တစုံတစ်ယောက်ကကြော်ခေါင်ဤလက်ကို ခွက်ကနဲလက်ထိတ်ခတ်လိုက်လိတော့ဤ ကျွန်တော်ကိုအာမခံနဲ့ညနေကမှလှုပ်လိုက်တာလေဟုကြော်ခေါင်ကပြောလိုက်လျင်ရာဇဝိအုပ်ကအေးဟုတ်ပါတယ်ညနေကလှုပ်လိုက်တယ်ည9နာရီလောက်မှာမြို့ပိုင်ကိုစိန်လှန်ရဲ့ခြောက်လုံးပြူးကိုလုပြီးမင်းကပြစ်တက်လိုက်တယ်လေဟု ပြောလိုက်လျင်ကျုပ်ဘဲကောမှမသွားဘူးဂက်ကလှုပ်လိုက်တာနဲ့ဒီအိမ်ကိုပြန်လာတာဘဲမှလည်းမထွက်ဘူးမဆိုင်လိုက်တာဗျာဟုပြောလိုက်လျင်ရာဇဝိအုပ်နှင့်လိုက်ပါလာသူတို့အူက ကျော်ခောင်ဤဇပိုးကိုဖောင်းကနေရိုက်ချလိုက်ပြီးလျင်ကကြမရှင်းဟုပြောကာစောင့်ဆွဲတွန်းထိုး၍ခေါငင်သွားကြလေတော့ဤကျော်ခောင်ဤမိခင်ကြီးမှာငိုရင်းတက်သွားလေတော့ဤအိနီနာကြီးများသည် ရောက်ရှိလာကြပြီးလျင်ချီမာချိုးသူချိုးနှာနှက်သူနှက်ပြုလုပ်ကြလေဤကျော်ခောင်အားအချုပ်တွင်းတို့တွင်းလိုက်သည်နှင့်တပြိုင်နက်အချုပ်ခန်းတွင်းမှလူများကဝိုင်း၍လက်ခုပ်တီးကြလေဤ ဥညုံမိုင်းဆိုသောအချုပ်သားကြီးတဦးကဟာကြော်ခေါင်ရညနေကခဏထွက်ပြီးအိမ်မှာထမင်းစားတာလားဟီဟီမင်းကတော့ပါရမီတက်ခံကောင်းနေနေတူပါတယ်ကွာနေရမှန်ကိုပြန်ရောက်လာတယ်ဟုပြော၍ပခုံးကိုလက်ဖြင့်ပုတ်လိုက်လိမ့်ဤမဟုတ်ဘူးဘာကြီးညိုရဲ့ကိုရောင်ဖောက်မှုမဟုတ်ဘူးမြို့ပိုင်စိမ့်လှိုင်းကိုတတ်မှုတဲ့ကျွန်တော်လည်းမသိပါဘူးဗျာဟုကျော်ခေါင်ကပြောလိုက်လျင်ဟိတ်မောင်ကျော်ခေါင်တိတိမတိတိလူတတ်မှုပဲကွာဟု ဥညုံမိုင်းကပြောလိမြို့ကလေးမှာသေးသောကြောင့်မြို့ပိုင်စိမ့်လှိုင်းအသက်ခံရသောသတင်းသည်တမဟုတ်ချင်းပြန့်နှံ့သွားလိတော့၏ထို့အတူမြို့ပိုင်ကိုစိမ့်လှိုင်းကိုတတ်တော်သူမှာကြောက်ခေါင်ဖြစ်ကြောင်းထဲ့သွင်းပြောဆိုကြလိ၏ထို့ညကထိုမြို့တစ်မြို့လုံးရှိလူများသည်ရင်နွေးအိုးတဲ၍ဂျင်းတုတ်စားရင်းမြို့ပိုင်စိမ့်လှိုင်း၏ကောက်ချစ်စင်းလဲပုံကိုဝိုင်းဖွဲ့ပြောဆိုနေကြလိ၏ထို့အတူမဟုတ်မခံစိတ်ရှိသော ကြောခေါင်ဤအကြောင်းကိုလည်းထဲ့သွင်းပြောဆိုကြလည်ဤဈေးအနည်းရှိတခုသေးသောလဖိရဆိုင်ကလေးမှာမိုးလင်းအထိလဖိရရောင်းနေရလည်ဤမနှင်းွယ်ဤမိဘများမှမူမြုပ်ပိုင်စိန်လှိုင်းတည်ဆုံးခြင်းနှင့်ပတ်သက်၍စိတ်မကောင်းခြင်းကြီးစွာဖြင့်ပြောဆိုနေကြလည်ဤကြောခေါင်ထောင်ကြမီသို့မဟုတ်ကျွန်းကြမီကျိုးစင်တက်ရမီစသဖြင့်မိမိတို့ဖြစ်ချင်ရာဆန္ဒကို ပြောဆိုနေလည်ဤမနှင်းွယ်တယောက်သာ ခေါင်းအုံနှင့်မျက်နာကိုအပ်၍ခြုံပွဲချငိုကြွေးနေလေတော့၏ချော်ခေါင်ရဲ့နင်းနဲ့ငါနဲ့ဝေးရပြီပေါ့ဘာပဲဖြစ်ဖြစ်ငါရဲ့ချစ်သူဟာမတရားလုပ်တဲ့သူကိုအခုလိုလက်စားချေလိုက်နိုင်တာကိုတော့ဂုဏ်ယူပါတယ်ကျော်ခေါင်ဒါပေမဲ့နင်းနဲ့ငါနဲ့ကတော့ဝေးသွားပြီတတိုင်းချသွားပြီဟု ပြောရင်းငိုကြွေးလေ၏နောက်တနေ့မိုးလင်းသည့်နေ့တပြိုင်နက်ဈေးထဲမှာမြို့ပိုင်စိန်လှိုင်းတည်ဆုံးသည့်အကြောင်းကျော်ခေါင်ဤအကြောင်း ကျောင်းများ၌လည်းဤအကြောင်းစေယုံများ၌လည်းဤအကြောင်းမမောနိုင်မပန်းနိုင် ပြောဆိုနေကြလေ၏စေယုံတွင်မြုပ်ပိုင်စိတ်၌ဤအလောင်းကို လာရောက်ကြည့်ရှုကြကုန်၏ထိုသူများအားတက်ဆိုင်ရမှ ရှင်းပြနေရလေ၏ကြောက်ခေါင်ဤအင်ကိုလည်းအပိစကားလာရောက်ပြောကြလေ၏မြုပ်ပိုင်စိတ်၌ဤအတုပကိုခြားသောအခါ၌ပို့ဆောင်မိသူပင်မရှိပေမနှင်းနယ်သို့မိဘများနှင့် ရုံးမှလူအချုပ်သားလင်းလိုက်ပို့ကြလေ၏။မိုးလင်းသည့်နှင့်တပြိုင်နက်အချုပ်ခန်းသို့ဆရာဦးတန်းပါရောက်ရှိလာလေ၏။ဆရာဦးတန်းပါသည်ကြောခေါင်ကိုမြင်သည့်နှင့်တပြိုင်နက် Good morning ຈັງຄໍဟုနှုတ်ဆက်လိုက်လေ၏။ထို့အခါကြောခေါင်ကလည်း Good morning Master ဟုပြန်၍နှုတ်ဆက်လိုက်လေ၏။ထို့အခါဦးတန်းပါကတန်တိုင်အနီးသို့ကပ်ခါကြောခေါင်အားလှမ်း၍ခေါ်ပြီးလျင်ကလေးစားချီတာ မြန်လှချီလာတပည့်ရဲ့ဟုမေးလိုက်ရာကျော်ခေါင်ကကျွန်တော်လောက်တာမဟုတ်ဘူးဆရာရဲ့ဂက်ကလှုပ်လိုက်ကလေးကကျွန်တော်အိမ်တန်းပြန်လာအပြင်လည်းမထွက်ဘူးညတကောင်ကြတော့ကျွန်တော်ကိုလာပြီးဖမ်းတာကျွန်တော်ဘာမှမသိဘူးဆရာဟုကျော်ခေါင်ကပြန်၍ပြောလေ၏ကျော်ခေါင်ဤစကားကိုကြားလျင်ဆရာဦးတန်းပါသည် မျက်မှောင်ကိုကြုံ၍ခက်တွေ့တွေ့ကြီးဖြစ်သွားလေ၏အမငယ်ပါတဲ့တပည့်ရဲ့တရားကိုနှက်ဆောင်ပါတယ်ဒီစိန်လှိုင်ဆိုတဲ့ကောင်ကလည်း လူမုံတော်တော်များနေတာကိုကဟုပြောဆိုကပြန်၍သွားလိမ့်ဤထို့နောက်ကြောခံကိုလာတွေ့သူမှာမနှင်းွယ်ဖြစ်ဤမနှင်းွယ်ကိုလည်းကြောခံကရှင်းပြရလိမ့်ဤထို့အခါ၌မနှင်းွယ်သည်စိတ်မကောင်းဖြစ်ရလေတော့ဤမနှင်းွယ်လည်းကြောခံအချုပ်ခန်းအတွင်း၌နေစဉ်အတွင်းလိုအပ်သည်များပို့ပေးလိမ့်ဤကြောခံဤအိမ်ကိုလည်းသွား၍အပိစကားပြောဆိုလိမ့်ဤငွေကြီးလည်းထောက်ပံ့လိမ့်ဤ ော်ခေါင်အားထိုကတ်တွင်နှစ်ပတ်ခန့်ချုပ်ပြီးနောက်ရန်ကုန်ထောင်ကြီးချုပ်တို့ပို့လိုက်လေတော့ဤအမှုမှာတော်တော်နှင့်မပြီးနိုင်ပေအမှုစည်ရင်နှင့်ပင်ကျော်ခေါင်ဤအသက်သည်18နှစ်အပြည့်သွားလေတော့ဤနောက်ဆုံးတွင်ကျော်ခေါင်အားမျက်မြင်သက်သေမရှိသောကြောင့်လောက်ချမ်းနှင့်ထောင်တန်း9နှစ်ကြာခံစီရန် အမိန့်ချလိုက်လေတော့ဤကျော်ခေါင်သည်အင်းစိန်ထောင်၌ထောင်ကြခံရပြီဖြစ်၏လက်သမားပုတ်တွင် အလုလုရလေ၏ ထိုလက်သမားဘုတ်ဤခေါင်းဆောင်မှာနှစ်ကြီးအကျဉ်းသားဦးချိတ်ပန်းဖြစ်၏ထိုလက်သမားဘုတ်ဤတန်းစီမှာ အချုပ်တွင် တွေ့ခဲ့သောဦးညိုမိုင်းဖြစ်၏ဦးချိတ်ပန်းသည်ကြောခေါင်အားလွန်စွာတနား၍ညတာလီ၏အဘညိုမိုင်းမှာမူကြောခေါင်အားအထူးဆောင်းလျှောက်လီ၏အဘညိုမိုင်းသည်တယောထိုကောင်းသူဖြစ်၏လက်သမားဘုတ်တွင်အဘညိုမိုင်းပြုလုပ်ထားသောလက်လုတ်တယောလီရှိ၏တယောအိုးမှာရှေးအခါက ဘစ်ကွတ်ထည့်ခဲ့ဖူးသော ပုံကလေးဖြစ်၏လက်တံမှာမူတစ်တာလက်တံဖြစ်၏တရောထိုးရန်ဘိုးတံထင်းရှူးစီတရောကျိုးကိုလည်းကလားလူမျိုးထောင်ဝါတာတူဤအကူညီဖြင့်ရရှိလေ၏အဘညိုမိုင်းသည်ဇက်ခွဲတစ်ခုမှ ပြဆက်ဒရိုက်တာတူဖြစ်၏ဇက်ယုံအနီးတွင်မင်းကလေးတူအားစော်ကားမော်ကားပြုတ်လုနေသောလူတစုနှင့်အချင်းများရာမှအစလူသေးမှုဖြစ်ကထောင်ကျလာခြင်းဖြစ်၏ ပြဆက်ကောင်းကောင်းတိုက်တက်ဤတချင်းဆက်တက်ဤစနေယာတီတက်ဤတယောထိုးတက်ဤစာလဲလွန်စွာဖတ်သူဖြစ်ဤကျော်ခေါင်သည်အဘညုံမိုင်းထံမှတယောပညာကို ကောင်းစွာတင် जा ခွင့်ရလိဤဥချိတ်ပန်းသည်တချင်းဆိုဝါသနာပါဤကျော်ခေါင်တယောထိုးလျင်ဥချိတ်ပန်းကအတန်အော့ကြီးဖြစ်ဝင်၍ဆိုတက်လိဤထို့ကြောင့်ကျော်ခေါင်ထောင်ကြခြင်းသည်ဂီတပညာចောင်းတက်နေရတဲ့ကဲ့သို့ရှိလီတော့တည်း ထောင်တွင်းရှိဘာကြီးညိုဤစာတင်ကျောင်းကလေးကျော်ခေါင်းသည်ထောင်ကျနေစဉ်အတွင်း၌ဘာကြီးညိုထံမှတရောထိုးခြင်းအတက်ကိုတာမက အခြားသောဘ ഹു တုတပညာများကိုလည်းသင်ယူစည်းပူးခွင့်ရလေ၏လက်သမားပညာကိုလည်းနှစ်ကြီးသမားတန်းစီဖြစ်သည့်ဥချိတ်ပန်းထံမှသင်ယူခွင့်ရလေ၏၎င်းတို့၏အချင်းထောင်တွင်းရှိအလौယုံကလေးရှိတွင်လွန်စွာကြီးမားသောတရက်ပင်ကြီးတပင်ရှိ၏ ်ထိုတရက်ပင်ကြီးသည်ကြောက်ခေါင်တက်ရသောစာတင်ချောင်းကလေးဖြစ်လေတော့၏ကြောက်ခေါင်သည်နနက်မိုးလင်း၍ထိုတရက်ပင်အောက်သို့ရောက်သည့်နှင့်တပြိုင်နက်လွှာစာများတစ်တူတစ်ဆများဖြင့်မိမွေးကာရေနွေးဦးတည်ရလေ၏ဘာကြီးညိုနှင့်ဥချိတ်ပန်းသည် ရေနွေးကိုတအိုးပြီးတအိုးကုံအောင်တောက်ကြလေ၏တနေ့တွင်ဘာကြီးညိုနှင့်ကြောခေါင်စာတင်နိုင်ရန်အတွက်လက်သမားဆရာဦးချိတ်ပန်းကသုံးထက်သားအတူတစ်ချက်ကို ဘောင်တက်၍တင်မုံတုတ်ဆေးတုတ်ကတင်မုံတစ်ချက်လှုပ်ပေးပြီးလျင်တရက်ပင်၌ကပ်၍ရိုက်ပေးထား၏မြေဖြူခဲကိုလည်းအလုံလောက်ဖန်တီးပေးထား၏ဘာကြီးညိုသည်ကြော်ခေါင်အားဟေ့မောင်ကြော်ခေါင်ရဲ့ဒီနေ့ကစပြီးမင်းကိုမြမရာဇဝင်တင်ပေးရမယ်ကွာရာဇဝင်ဆိုတဲ့စကားဟာအလွယ်ပြောရရင်တော့ဘရင်တွေမင်းဆက်တွေအကြောင်းပေါ့ကွာဒါပေမဲ့ငါတင်မာကဘရင်တွေအကြောင်းကြီးပဲမဟုတ်ဘူးအဲ့ဒီဘရင်တွေ ရှိတဲ့ခေတ်မှာ လူတွေဘာတွေလုပ်ကြတယ်ဘလို့နေထိုင်စားတောက်ကြတယ်ဘလို့ရံဖြစ်ကြတယ်ဘလို့ဝစ်စားကြတယ်ဘလို့တူရိယာပစ္စည်းတွေအသုံးပြုပြီးဘလို့တီးကြဘလို့ဆိုကြဘလို့ကကြတယ်သူတို့ပြောတဲ့စကားတွေလည်းဘလို့အများစု ပြောကြတယ်ဆိုတာကိုသင်မကွအဲ့ဒီတော့ရာဇဝင်လို့တော့ပြောလို့မရတော့ဘူးကဘီရင်တွေအကြောင်းကြီးမှမဟုတ်ပဲကွာတိုင်းသူပြည်သားတွေရဲ့အကြောင်းလဲပါတယ်ဆိုတော့သမိုင်းလို့ခေါ်ရင်သိမယ်ထင်တယ်ကွာဟုပြောလိမ့်ဤ ဘာဖြစ်လို့တင်မလဲအဘရဲ့ကျွန်တော်အဲ့ဒီအကြောင်းတွေစိတ်မဝင်စားဘူးဟုကြော်ခေါင်ကပြောလိုက်လျင်ဟာကောင်ရရှေ့ကလူတွေအကြောင်းသိမှအခုလူတွေနဲ့နှိုင်းစာပြီးဘယ်အကြောင်းအရာမှာတော့တိုးတက်လာတယ်ဘယ်အကြောင်းအရာမှာတော့တိုးတက်မလာဘူးဆိုတာချိန်ထိုးလို့ရမှာပေါ့ပြီးတော့လဲအရင်လူတွေအကြောင်းနဲ့ခုလူတွေအကြောင်းသိမှနောင်လာမဲ့လူတွေအကြောင်းခတ်မှန်းလို့ရမှာပေါ့လူတွေအကြောင်းမသိရင်သူများပြောသမျှယုံနေရမှာပေါ့လူတွေအကြောင်းသိရင် အလိမ်မခံရတော့ဘူးပေါ့ကွာမနှုံတော့ဘူးမအာတော့ဘူးပေါ့ကွာဟုဗာကြီးညိုကပြော၍ရင်းနှွေးချမ်းတစ်ခွက်ကိုမော့ချလိုက်လိမ့်ဤထို့အခါဥချိတ်ပန်းကလည်းကြော်ခေါင်တယောက်ခဲမဟုတ်ပါဘူးကျုပ်ကလည်းတင်ပေးစမ်းပါကျုပ်လည်းတင်စမ်းပါရစေဟုပြောလိမ့်ဤထိုနေ့မှစ၍ထောင်အတွင်းရှိလက်သမားအလုပ်ယုံလေးရှိတွင်ဗာကြီးညိုဤမြမသမိုင်းတင် जा ချင်းလုပ်ငန်းသည်စတင်လေတော့ဤ ရှေးဦးစွာ မဟာသမဝမင်းအစသူပညာနာဂရစိန်ဒမင်းအစုံ28ဆရှိသောတေခိတရာမင်းဆက်ကိုစတင်တင်ကြားရလေတော့၏။နောင်တွင်ထောင်ပိုင်ကြီးကလက်သမားပုတ်တွင် တာဝန်ကျသူများအားအိတ်ဆောင်တို့ပြန်လာစရာမလိုဘဲလက်သမားယုံ၌ပင်အိတ်ခွင့်ပေးလေတော့၏။ထို့ကြောင့်ဘာကြီးညိုသည်ကြောခေါအားအကြအနပညာသင်ပေးနိုင်လေ၏။ဘာကြီးညိုသည် အသက်အားဖြင့်90ကျော်ခန့်ရှိတော်လဲကျမ်းမာတန်ဆွမ်းဤမှတ်ဉဏ်လွန်စွာကောင်းဤဘ ഹു တုတလွန်စွာကြွယ်ဝဤထို့အပြင် စိတ်သက်ကြံ့ခိုင်ဤကြောခေါင်းသည်ဗာကြီးညိုအားလွန်စွာချစ်ခင်လေးစားဤအားလဲကိုဤဗာကြီးညိုဤဝေယဝိဆများကို လက်သမားဆရာကြီးဥချိတ်ပန်းနှင့်ကြောခေါင်းကလှူဆောင်ပေးဤတနေ့တွင်ဗာကြီးညိုကကြောခေါင်းနှင့်ဥချိတ်ပန်းအားဒီလိုရှိတယ်မောင်ကြောခေါင်းရဲ့ လူဟာမိမိဘဝကိုရှုမြင်သုံးတက်တတ်ဖို့လိုတယ်။အဲ့ဒီလိုရှုမြင်သုံးတက်ဖို့ဆိုတာကလည်းမိမိရဲ့တကယ်ဖြစ်နေတဲ့အဖြစ်မိမိတကယ်ရည်တည်နေရတဲ့အဖြစ်မိမိအခြေအနေကိုသုံးတက်ဖို့လိုတယ်ဟုပြောလိမ့်ဤ။ထို့အခါဥချိတ်ပန်းကကိုညိုရဲ့အဲ့ဒီလိုမိမိဘဝကိုရှုမြင်သုံးတက်တော့ဘလို့ဖြစ်မှာလဲဟုမေးလိမ့်ဤ။မိမိဘဝကိုအမှန်တိုင်းရှုမြင်သုံးတက်တဲ့ရင်စိတ်ကူးမရင်တော့ဘူးပေါ့။ စိတ်ကူးမရင်ဘူးဆိုတာနဲ့အမှန်တရားနဲ့နှိစက်သွားပြီဟုဗာကြီးညိုကပြောလိမ့်ဤဟုတ်ပြီဗျို့ဟုတ်ပြီကျုပ်ကတော့အမဲစိတ်ကူးရင်နာဗျအဲ့ဒီစိတ်ကူးတွေဟာဖြစ်မလာပါဘူးစိတ်ကူးတက်တက်ကိုဗျပြီးတော့ကျုပ်ရဲ့စိတ်ကူးတွေဟာလည်းကျုပ်ရဲ့လက်ရှိဘဝနဲ့နည်းနည်းမှမနှိစက်ပါဘူးဟုဥချိတ်ပန်းကဝန်ခံလိမ့်ဤနောက်ပြီးတော့တခုရှိသေးတယ်ဗျဘဝမှာကို့အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအဖြေတွေဟာအပြင်ကလာလာမဟုတ်ဘူးဗျ မိမိစိတ်နှလုံးကဓာတ်ရိုက်ထိုးထွက်လာတာတွေအဲ့ဒါတွေကိုအလေးနက်ထားဖို့လိုတယ်အဲ့ဒါတွေဟာစိတ်ကူးရင်လို့ဖြစ်လာတာတွေမဟုတ်ဘူးအလိုအလျောက်တိုးထွက်လာတာတွေဟုဘာကြီးညိုကပြောပြန်လိမ့်ဤထိုအခါဦးချိတ်ပန်းကဟုတ်မယ်ကိုညိုကြီးတခါတလေကိုယ်စိတ်ထဲကဖြိုးကနေဖြက်ကနေပေါ်လာတာတွေရှိတယ်ဗျညံပွင့်သွားတာနဲ့တူပါရဲ့ဗျာဟုပြောလိမ့်ဤအဲ့ဒီလိုဖြစ်ဖို့ကလည်း ွင့်လင်းရိုးသားတဲ့စိတ်နှလုံးရှိဖို့လိုတာပေါ့ဗျာကိုကိုကိုလှည့်စားထားမယ်ကိုကိုကိုအယုံသွင်းထားမယ်ဟန်ဆောင်ထားမယ်ဆိုရင်စိတ်နှလုံးကဘာမှထုတ်မပေးနိုင်တော့ဘူးလူတယောက်ဟာစိုးကျင်စိုးနိုင်တယ်ဒါပေမဲ့ရိုးသားရမယ်စိုးတော့မစိုးဘူးရိုးသားမှုမရှိဘူးဆိုရင်ဒီလူဟာအလွန်ကြောက်ဖို့ကောင်းတဲ့လူဖြစ်နေပြီအလွန်ကိုယုံဖို့ကောင်းတဲ့လူဖြစ်နေပြီဒါကြောင့်ကြောက်ကဖြင့်လူရှုပ်ကိုမကြောက်ဘူးလူရုပ်ကိုကြောက်တာလူဆိုးကိုမကြောက်ဘူးဗျာ မယိုးတဲ့လူကိုကြောက်တာဟုဗာကြီးညိုကပြောကတဟဲဟဲရည်နေလေ၏။ကြည်နဲ့လက်အောင်ရည်နေပြီးနောက်၎င်းကပင်ကျုပ်ဒီကောင်လေးနဲ့ဂက်အချုပ်မှာစပြီးတွေ့တယ်။ပင်ကိုကလည်းလူယိုးလေးပါ။အခုဒီမှာဒီကောင်လေးနဲ့ကျုပ်နဲ့ပြန်တွေ့ကြတယ်။အမှန်စင်စစ်ဒီကောင်လေးဟာပညာတဝက်တစ်ပြက်နဲ့ထောင်ထဲရောက်လာတယ်ဆိုတော့ထောင်ကလွတ်သွားတဲ့အခါမှာဒီကောင်လေးရဲ့ဘဝဟာရေခဲတုံးကိုအယုတ်ထုရသလိုပုံပြီမှာမဟုတ်တော့ဘူး။ အဲ့ဒါတွေးပြီးသနာတယ်အဲ့ဒါကြောင့်ဒီကောင်လေးကိုကျုပ်ကအနာဂတ်သူ့ဘဝရှင်သန်ဖို့လေ့ကျင့်သင်ကြားပေးလိုက်မှာထွေထွေထူးထူးမတင်ပါဘူးဗျာရိုသားမှုအပြည့်အဝရှိတဲ့လူတစ်ယောက်ဖြစ်အောင်သင်ပေးလိုက်မယ်ပြီးတော့ဇွဲလုံးလာရှိတဲ့ယောက်ျားကောင်ဖြစ်အောင်လဲလေ့ကျင့်ပေးလိုက်မယ်တကယ်တင်မာကဒီနှစ်ချက်သေးပါ ဟုဗာကြီးညိုကလေးလေးနက်နက်ပြောလိုက်လိမ့်ဤနောက်ပြီးတော့ဒီလိုပညာတပိုင်းတစနဲ့ပညာသင်ခွင့်မရတဲ့ကလေးတွေဟာကြီးပြင်းလာတဲ့အခါမှာ စာအုပ်ကိုတိတ်ပြီးကြောက်တက်တယ်။အဲ့ဒီလိုကြောက်တော့စာအုပ်ကိုကိုးကွယ်တတ်တယ်။စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေဟာတကယ်ဖြစ်စဉ်တွေတကယ်ဖြစ်ရက်တွေနဲ့တတားတဲပဲလို့မှတ်ယူသွားတတ်တယ်။အဲ့ဒီအခါမှာအဲ့ဒီအကြောင်းအရာဟာစာအုပ်ထဲမှာပါတယ်လို့ဆိုလိုက်တာနဲ့အပီးတိုင်ယုံပြစ်လိုက်တတ်တယ်ဟုဘာကြီးညိုကပြောလိုက်လိမ့်ဤ။ထို့အခါဥချိတ်ပန်းသည်သူ၏ခေါင်းကို လက်ဖြင့်တပြင်းပြင်းကုတ်လိမ့်ဤ။ထို့သို့ကုတ်ရင်း ကိုညိုရဲ့စာထဲမှာပါတာကပြင်ကဖြစ်စင်နဲ့တထက်လည်းမဟုတ်ဘူးလားဟုဇောရကတက်လီဤဒီလိုကိုချိတ်ပန်းတကယ်လို့ခမားဟာတဲကဏရတဲ့ရောက်နေပြီးရေငက်နေတယ်ဆိုပါတော့အဲ့ဒီအချိန်မှာကျုပ်ကခမားကိုရေတက်ရမယ်အစားရေကန်အကြောင်းပြောပြမယ်ဗျာခမားရေငက်ပြီပါမလားဒါမှမဟုတ်လဲအင်မတန်အေးတဲ့ရေအကြောင်းပြောပြမယ်ခမားရေငက်ပြီပါမလားအဲ့ဒါကိုမကြည့်နဲ့ရင်ပါဇက်နဲ့မပြောဘူး စာနဲ့ရေးပြမယ်။ရေဟာဘလောက်အေးပါတယ်။ဘလောက်ရေငက်ပြေပါတယ်ဆိုပါတော့ဗျာ။စာအရေးကောင်းကောင်းနဲ့ရေးပြမယ်။ရေငက်ပြေပါမလား။အဲ့ဒါဘာကြောင့်လဲသိလား။ခမားအလိုရှိနေတာကရေ။ကြုတ်ပေးနိုင်တာကရေမဟုတ်ဘူး။ရေအကြောင်းတွေဖြစ်နေလို့ရေအကြောင်းဟာခမားအတွက်ရေမကြည့်ဘူး။ရေကအရေးကြီးနေတာလေဗျာ။ဘလုတ်လုတ်တထက်တဲတူနိုင်မှာတော့လူတော်တော်များများဟာရေနောက်ကိုမလိုက်ပဲရေအကြောင်းနောက်ကိုလိုက်နေကြတယ်ဟု ဘာကြီးညိုကပြောလိုက်လျင်ဘေးမှနားထောင်နေတော့ကြော်ခေါင်ကဟာဘာကြီးညိုကျွန်တော်နားလဲသွားပြီဟုပြူတူပြက်တဲ့ဖြင့်ထ၍ပြောလိုက်လေတော့ဤကျုပ်ကဘလောက်ပဲအေးကောင်းကောင်းကျုပ်ရေးတဲ့ရေအကြောင်းထဲမှာတကယ့်ရေဟာမပါနိုင်ဘူးလေဗျာတကယ့်ရေဟာစားတဲ့ကရေမဟုတ်ဘူးလေတကယ့်ရေကအပြစ်မှာအဲ့ဒီတော့ကိုချိတ်ပန်းနားလဲထားရမှာကတကယ့်ရေဟာစောက်ထဲမှာမရှိဘူးလို့နားလဲထားရမယ် ဆောက်ထဲမှာရှိတဲ့ရေဟာလဲဆောက်ထဲကရေပဲတကယ်ရေမဟုတ်ဘူးလို့နားလည်ထားရမယ်ဟုဘာကြီးညိုကပြောလိမ့်ဤကျော်ခေါင်းသည်ထိုစကားကိုလွန်စွာသဘောကျသွား၏ဘာကြီးညိုဆိုလိုသည့်အ내အတိတ်ပဲကိုလည်းအမိအယရရှိသွားလိမ့်ဤသူဤရင်ဝဲတအုံနှွေးနှွေးဖြစ်နေသောအချောင်းအရာများသည်ပွင့်လင်းသွား၏ထို့ကြောင့်နှစ်ဖူးနှင့်မြေကြီးထီကပြား၍နေအောင်ဝိ၍ ဗာကြီးညိုအားဦးချကတော့လိုက်လေတော့တည်းဘဝဝင်ကပါအပိုင်း၃ကိုအဆုံးထိနားဆင်ပြီးခဲ့ကြတဲ့တော်လံပြည်သူများအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းလေးများကိုလည်းဆက်လက်ဆောင်မြောနားဆင်ပြပါအောင်ရှင်။